တိတ်ကရှောင်းနေပါတယ်ဆိုအနေကယူသွားတယ်ရတဲ့လိုကြောင့်ကဘာဖလားအတွက်စိတ်ပူနေရပြီဖြစ်တဲ့ပေါ်တူဂီပေးမယ်လို့မမိန်လာများရွှေရောအိုင်ဘက်ခွန်ရှိကို online အချင်းကနေအားလုံးကိုပြန်လဲကြိုလဲပါရင်ဆယ်ယူရတဲ့တို့ကတော့စိတ်ကြီးစွာနဲ့ပဲပြိုင်ဘက်ကိုတတော်အစွမ်းနဲ့အမကန်းပြခဲ့ပြီးတိုင်းအနေကပြခံရရပြီဖြစ်ပါရင်ဒါစိတ်ကြီးရဲ့လည်းအစဉ်ကစားပါဘွာပြောင်းဆုံးချင်အနေကအပြခံခဲ့ရလဲဖြစ်ပါရင်တကယ်ဆိုရင်ပေါ်တူဂီနေနဲ့အိုင်လန်ကိုတည်ချယုံနေတယ်ကဘာဖလားချေဆဲပွဲအောင်နေပြီဖြစ်ပါရင်လူစင်းရလည်းပေါ်တူဂီကအသာကြီးမို့အိုင်လန်ကိုနိုင်မယ်လို့ပဲထင်ခဲ့ရတာပါ ်ဘယ်လိုလိုမျိုးအသင်းပေါ်တွေကိုမလို့အဘဘောလုံးလုံးပဲလိုအပ်တဲ့ဘောလုံးသမားရဲ့ထားရအကောင်းဆုံးစားမကြီးပါနေတာပဲပေါ်တူဂီတိုင်းကိုနိုင်မယ်ပဲထင်ခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့အိုင်ယာလန်ကပဲဥဆောင်ကိုယ်တွေစက်တိုက်အတွင်ပြီးသူတို့ရဲ့ကဘာပလာမျော်လင့်ချက်ကိုအသက်ဆက်ခဲ့တာဖြစ်ပါတယ် ပရီဂိုနိုင်ငံစားနိုင်အိုင်လန်အနေနဲ့နောက်ဆုံးပွဲမှာကိုယ့်ကကြမ္မာကိုဆုံးဖြတ်ခွင့်ရှိသွားမှာပါဟန်ဂိုရီအသင်းကနိုင်ငံစားနိုင်အိုင်လန်အနေနဲ့အုပ်စုဒုတိယနေရာနဲ့မဟုတ်ပဲနဲ့ခြေစဝဲတိုက်အောင်မို့တော့မျှော်လင့်နိုင်သွားမှာဖြစ်ပါတယ်ဒီဘက်မှာလူပြောများသွားတာတစ်ခုကတော့ရယ်ဒိုတိုက်အနေနဲ့ထိသွားတဲ့ကိစ္စပဲဖြစ်ပါတယ်ရယ်ဒိုအနေနဲ့အသင်းကရှုံးနေပါတယ်ဆိုမှသူရဲ့လောရက်ကအသင်းကိုအခြေအနေစိုးစိခဲ့တာဖြစ်ပါတယ်ဝဲဆိုင်50ကုမ္ပဏီမှာရယ်ဒိုဟာ အဲ့တော့ခံကစားတော့အိုရှေးကိုတရောင်းနဲ့တွတ်ခဲ့တာဖြစ်ပါတယ်။ကလအုံးမှာကုလက်တိုင်းကရယ်ဒိုကိုအဝါကပ်ပဲပြခဲ့ပါတယ်။ဒီအချိန်မှာရယ်ဒိုကသူ့ကိုအနီးကပ်ပြမယ်ထင်ပြီးလောင်းပြောင်းနေတဲ့အိုင်လန်ဖန်တွေကိုဝိုင်းဟိုဆန်ဆိုတဲ့မူယာမျိုးနဲ့လွတ်ပြခဲ့တာပါ။ဒါပေမဲ့တိုင်းကဗီယာနဲ့ပြန်လဲစစ်ဆေးဆုံးဖြတ်တဲ့အခါမှာတော့ရယ်ဒိုအဘရိုဒါဆာမဟုတ်ပဲတမင်တက်တက်တရောင်းနဲ့တွတ်ခဲ့တယ်ဆိုတာသိသာနေတာဖြစ်ပါတယ်။ဒါကြောင့်ကုလက်တိုင်းကလည်းအဝါကပ်ကိုယုံသိမိတိုင်းအနီးကပ်ပြသသွားခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာအိုင်လန်ဖန်တွေကလည်းရယ်ဒိုကိုငိုနေတဲ့ပုံစံနဲ့ပြန်လဲလောင်းပြောင်းသွားခဲ့ပါတယ်။ 2026ကွာဗလားပြီးရင်ကစားလေးစင်သွားကနေအားယူဖို့ရှိနေတဲ့ရဲတို့အတွက်ဒီပွဲကကစားမဘွားနောက်ဆုံးသွားကွာဗလားခြေစပွဲစဖြစ်သွားပြီဖြစ်ပါတယ်။သူအနေနဲ့နောက်ဆုံးပွဲဖြစ်တဲ့အာမေနီးယားအသင်းရဲ့ပွဲကိုပါဝင်ကစားနိုင်မှာမဟုတ်တော့ဘူးဖြစ်ပါတယ်။ဗာရီဂီအနေနဲ့အာမေနီးယားအသင်းရဲ့ပွဲကိုရဲလိုမပါဘဲကစားတော့မှာဖြစ်ပြီးအနည်းဆုံးတေချအောင်ကစားရမှာဖြစ်ပါတယ်။ရဲတို့အတွက်သတင်းစိုးကတော့ဒီအနေကပြစ်တန်ကဒီမှာနေပြီးဆုံးမှာမဟုတ်ပါဘူး။ FIFA ကအတိုင်းအနေကပြစ်တန်တွေကိုချူးလို့နဲ့ပြစ်တန်ချူးလို့ရင် လက်ပွဲပဲဖြစ်တဲ့ချမ်းပဲလေးရှိပါတယ်ဒါမှမဟုတ်ချမ်းပဲလုံးရတဲ့ဆိုရင်တော့သုံးပွဲအထိပွဲပဲပါတယ်ဒီထဲမှာတရောင်နဲ့တွတ်ချင်းအတွက်ဆိုရင်တိုက်ခိုက်မှုကျိုးလုံခြင်းတွေမှာပါဝင်ပါတယ်ဒါကြောင့် Red Lion နဲ့အကယ်၍သုံးပွဲပဲဖြစ်တဲ့ချမ်းပဲခင်ရမယ်ဆိုရင်တော့2026ကဘာလာအုပ်စုအဆင့်ရဲ့ကနအုပ်ပွဲအဆင့်တစ်ပွဲကိုပါလွဲချော့သွားဖို့ရရှိနေပြီပဲဖြစ်ပါတယ် ဘယ်တော့နေနဲ့ဆေးမထိန်နိုင်ခဲ့တဲ့အကျိုးဆက်ကြောင့်ရလက်ကများသွားတယ်လို့ပဲပြောမှာဖြစ်ပါတယ်။ဒါပေမဲ့ဘာမှဖြစ်ပါဘူး။စေကြီးနေတဲ့ DMS ကိုဂေါ်ဘလာယူပြပြီးခြေဖျက်သွားမယ်ဆိုတာလာမယ့်နေ့မှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဟုတ်ပါပြီ။ဗီဒီယိုလေးကတော့ပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့တင်ဆက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။